အားလုံးမင်္ဂလာပါဗျာ Freedom for Future Channel မှာပြန်လည်ကြိုဆိုလိုက်ပါရယ်ကျွန်တော်ကထားပါကျွန်တော်ကိုပြပေးတော့မှာကတော့ဆီယမင်းနေရာရေးသားထားတဲ့မနောမယကွန်ပျူတာဆိုတဲ့စာအုပ်လေးရဲ့ကနေလက်ဖက်တရက်ဒီနေ့ချက်တော့ဝတ်တာဟင်းစွာလေးကိုပြပေးတော့မှာပဲဖြစ်ပါတယ် တနည်းတစ်နိုင်ကျွန်တော်၏ခြံတွင်တို့ကျွန်တော်နှင့်တီဟောင်းကျွမ်းဟောင်းဖြစ်သောကိုဗီတာဆိုသည့်စိတ်ဝိနှက်သို့လူကြီးတအိုးဝက်ကောင်စားလာများဝေးရောက်ရှိကြလေသူသည်ကျွန်တော်ကိုမြင်လေမြင်ချင်းမစ္စတာမင်းနိုင်ခ Good morning good night ဟုကိုယောဂယာနှုတ်ဆက်လေထို့ကြောင့်ကျွန်တော်ကလောက်ပြီးဟုရေရွလိုက်မိလေသည်အမေရမော်နီမရှိဘူးလေအမေရလည်းနိုင်မရှိဘူးဒါကြောင့်မျိုးနှုတ်ဆက်တာစိတ်မဆိုးပါနဲ့ဟု၎င်းကပြောလေကဲပါဗျာဒါရီထားပါတော့ နက်စာဘာနဲ့စာမလဲကောက်ကောက်မို့ပြောနော်တက်စာလို့လို့ဘာလို့လို့မပြောနဲ့ဝေရခတ်တယ်ဟုကျွန်တော်ကပြောလိုက်တယ်ကွန်ပျူတာကြီးကကတိကတ်တက်တယ်မစားတတ်ပါဘူးရိုးလို့လည်းပဲစားတတ်တယ် what the hell နဲ့စားမယ် what the တုံးမြော့မယုတ်တီကြက်တော်နဲ့အိုးထဲမှာလုံးမယ်စီကကြက်ပြီးတော့စရက်မြည်တန်ဖြည်းဖြည်းနဲ့ထွက်လာတဲ့အခါမှာရခိုင်ငပြောသီးပြပြောလေးထင်ပြီးတော့မှုိမယ်အဲ့တော့ငပြောသီးကအချူအဖန်တက်တွေကဝတ်တာတွေဝင်မယ် ဝတ်သားတွေကအီတွေဟာအနှစ်ထဲဝင်မယ်အနှစ်တွေလည်းအများကြီးရမယ်ပြီးတော့မှငပြုတ်တည့်ရတီမဲကို ပောက်ပြီးတော့ထဲမယ်တည့်ရတီကြီးကြည်သွားတဲ့အခါမှာလက်ဖက်အသားကြီးထဲမယ်ပြီးတော့ရေးထဲမယ်ရေနခါခန်းအောင်ချက်မယ်ဒါမှဝတ်တာအခောက်ပါနိုးမှာအသားမှာဝတ်အသီးပါတည့်ရအရွက်မှာလက်ဖက်အကောင်ဆုံး၃မျိုးပေါင်းချက်ပြီးတော့စားမယ်အဲ့ဒါကတစ်ခွက်ကြောက်ဖြုံဒီကိုဘဲရိုးနဲ့ဟင်းညိုချက်မယ် ပြက်တဲ့ကြက်မြင့်တွေကခေါ်ပြီးကြုံမယ်ဒီလိုဟင်းမျိုးကငပိနဲ့စားလို့မကောင်းဘူးဘာလချောင်ကျော်လောက်မှပြီးတော့ကျတော့ကြက်ဥကြီးကိုအကွင်းလိုက်အော်ကြက်သွုံဥကြီးကိုအကွင်းလိုက်လှီးပြီးတော့စားနေနေမယ်ဒါမှမုံနဲ့ဟိုက်ထွက်တော့ပြီးတော့ရေစေးပြီးတော့ရှာလကိုင်းဆမ်းမယ်ပီတာအဖိုးအေးလောက်စားရင်အာကောက်ပစက်လူဖြစ်ကျိုးနှပ်ပါပြီကတိကတတ်တွေမစားပါဘူးဟုပြောလေထူးခြားကျွန်တော်ကမစားတတ်ပေလို့တော်တော်ရေဗျာ ခမယဝတ္တာဟင်ရလဲလက်ဖက်တီရောတည့်ရသီးတီရောငပြောသီးတီရောစားကောင်းရလားတေကြီးကုံမအောင်မေကိုဗီတာကြီးရဲ့ဟုကျွန်ုပ်ကပြောရင်း၎င်းက ကိုရီမစားရင်မစားပါနဲ့အန်ဒီရှိပါတယ်ကိုပီတာကြီးပဲစားပါမယ်ချက်မာတာချက်ဆန်းပါတဲလဲចောင်းကြတတ်တကိုပြောလက်စနဲ့ပြောအောင်မေထမင်းစားပြီးအချိုဝဲလိုရလေဒင်းချင်းကောင်းကောင်းတစ်ခုတ်ဝယ်မယ် ဒင်းကြီးကလက်ဖက်ရည်ပကံလုံးနှလုံးသားလုံးဆိုရင်လုံလောက်ပါပြီ။အဲ့ဒီကို strawberry ကိုကြွေစွန်းနဲ့နှစ်စွန်းခတ်မယ်။တမောင်ခေါင်မယ်။ပြီးတော့မှရေခဲထည့်အတောက်။ဒင်းကြီးဟာ strawberry နဲ့ပေါင်းလိုက်တဲ့အခါမှာပန်းနုရောင်လက်ကလာလေးဖြစ်သွားတယ်။ကြီးသူတိတ်ကောင်းတာပဲ။အချင်ရတာရဲ့အချို့ရတာရဲ့ပေါင်းသွားပြီးတော့တောက်လို့တိတ်ပြီးကောင်းတာပဲ။ဒါလောက်ပါပဲ။ပီတာကြီးတို့ကကတိကသက်လည်းမစားတတ်ပါဘူး။ဖြစ်တယ်မို့လားဟုတ်ကျွန်တော်ကပြန်မေးလေ။ ဒီချိန်ဟာဝမ်းရောဂါကြီးဖြစ်တဲ့တည်းဗျခမားပြောတာကြီးဖြစ်ပါမလားဝမ်းဒီပါကြီးပြက်ပြီးတည်သွားဟုတ်မင်းတော့ဟိုကျွန်တော်ကတတိပေးလိုက်ရာလက်ကောင်းကကိုရင်မတော်ရေးမတော့ပါနဲ့ပီတာကြီးတောင်းပါပါကိုရင်ဟာကဲပြီးတော့အကြောင်းကြများတာကိုဟုတ်ပြောလေစတော်ဘယ်ရီပါကြီးအခက်မသိတညလုံးချောင်းဆိုးနေတာဗျကျွန်တော်ကပြောလိုက်ရင်ကွန်ပျူတာကြီးက ။ကညလုံးချောင်းဆိုတော့တကုံးမလာတော့ဘောငါလူရအကြောင်းကြမများစားပါနဲ့ဟိုကျွန်တော်ကပြန်ပြောလေ။သူကြောင့်ကျွန်တော်လည်းမော်ဘီရေးတို့ပြီးရလေ။ကြောက်ဖေုံဒီဝတ်တာငါပြောသည်လက်ဖက်စသည်တို့ကိုဝေးရလေ။ပြီးရင်ကွန်ပျူတာကြီးပြောသည့်အတိုင်းချက်ပြုတ်ရလေ၏ပြီးနောက်စိတ်မနှံသောကွန်ပျူတာကြီးအားအက်ကောင်ဆောင်ကောင်အဖြစ်သဘောထားကတဲခင်ကျွမွေရလေ၏ကွန်ပျူတာကြီးသည်မြင်းရက်စွာစောက်တော့နေ၏စားနေရင်လည်းဘေးကုတ် very well ဟုပြောနေလေထို့နောက်ကျွန်တော်ဘက်သို့လည်းကဟိဘောတော့ကိုကြားဝူးတဲ့ဟိန်တို့ပုံမြင်လေးတဖို့ပြောပြမယ်တခါကနာရာဒဆိုတဲ့လူတယောက်ရှိရဲဆိုပဲအဲလူဟာကောင်းကင်ဘုံကလူပုဂ္ဂိုလ်ရင်းနဲ့စကားပြောလို့ရရဲ့တဲ့ဒီနေ့မှာနာရာကတောင်းဦးကြီးတစ်ခုတွင်ကိုဖြတ်ဝင်သွားတယ်တပင်တပင်အောင်မှာယောဂီကြီးတူထိုင်ရာကို တွေ့ရတယ်။သူ့ရဲ့အကျင့်ကထိုင်ဝီးချင်းရဲ့အကျင့်ဖြစ်တယ်။အဲဒီယောဂီကြီးကိုနာရတာက ဒီနေ့ကောင်းကင်ဘုံကပုဂ္ဂိုလ်ကြီးနဲ့တွေ့ဖို့ရှိတယ်။ဘာမှအောင်မလဲလို့မေးလိုက်တယ်။အဲရောယောဂီကြီးကကျုပ်ဒီလိုထိုင်ပြီးကြည့်နေအနှစ်40ရှိပြီ။ဘယ်တော့ကောင်းကင်ဘုံတကားကိုဖွင့်ပေးမလဲလို့မေးလိုက်ဆံပါလို့ပြန်ပြောပြောတယ်။အဲ့မှာနာရတာကကောင်းပြီလေ။မေးပြပါမယ်လို့ဆိုပြီးတော့ထွက်သွားတယ်။တော်နရီကိုရောက်တော့ကောင်းကင်ကိုမော့ကြည့်ပြီးတော့ယောဂီကြီးမီးရဲ့စကားကိုကောင်းကင်ဘုံကပုဂ္ဂိုလ်တွေကိုမေးပေးတယ်။အဲ့တော့ကောင်းကင်ဘုံအတန်းတန်းကြားတယ်။အဲ့ဒီယောဂီထိုင်တဲ့သစ်ပင်မှာရှိတဲ့တိရွတ်အရေးတော့ဟာ သူ့ဖြည့်ကြည့်မှု channel ဘောကအရေးအတွက်ပဲလို့ပြန်ပြောဖြည့်တယ်။အဲ့ဒီဖြည့်ကိုနာတာကယောဂီကြီးထံပြန်လာပြီးပြောပြတယ်။အဲ့မှာယောဂီကြီးအတော့တော့ပေါ့ပါ။အခုလောက်လာတဲ့အနစ်လေးတွေရှိဒါလည်းမပြီးသေးဘူး။နောက်လို့ရမယ့်ဟာရလည်းနှစ်တွေမဟုတ်ဘူး။ဘဝတွေတဲ့။တည့်ရဲ့အရေးတလာလောက်ရမယ်ဆိုရင်တည့်ရဲ့အရေးတော့ကလည်းမနေဘူး။တစ်ပင်ကလည်းမကြီးဘူး။မလောက်တော့ဘူးပြန်မဲဆိုတော့ထားပြီးပြန်သွားတယ်။အဲ့ဒီကမှနာတာကရှေ့ဆက်ပြီးတော့ရှောက်သွားတဲ့ခါမှာ တပင်းတပင်းအောင်မှာယောဂီလူငယ်တယောက်ခုံနေတာကိုတွေ့ရတယ်။အဲ့ဒီယောဂီကိုနာရဒကကောင်းကင်ကိုပါမခြင်းလေးလေသူဒီနေ့ကောင်းကင်ဘုံကပုဂ္ဂိုလ်ကြီးနဲ့စကားပြောစရာရှိရလို့ပြောလိုက်တယ်။အဲ့ဒီယောဂီလေးကြည့်နေတဲ့ခြင်းစဉ်ကခုံပြီးကြည့်နေခြင်းစဉ်လို့ဆိုရတယ်။ယောဂီလေးကကြိုးကောက်ကြည့်နေရပါပဲ။ကောင်းရင်ဘုံမေးပေးစီနေတာကတော့နောက်ထပ်ဘလောက်ခုံရအောင်ပါလေလို့ပြန်ပြီးတော့ပြောလိုက်တယ်။အဲ့ဒီခါမှာနာရတာကတောထဲကိုဝင်သွားပြန်တယ်။ကောင်းကင်ကိုမော့ပြီးတော့ယောဂီလေးတွေမေးပေးပြန်တယ် ကောင်းကင်ဘုံကလည်းပြန်မျိုးဖြစ်ဒီတော်ရင်းမှာရှိရဲ့မကြီးပင်တွေမှာရှိရဲ့မကြီးရွက်ကလေးတရွက်ဟာဘဝတစ်ခုပဲအဲ့ဒီဘဝတွေလောက်ခုံပြီးရင်တကားဖွင့်ပေးမယ်လို့ပြန်မျိုးပြောလိုက်တယ်အဲရောနာရတာလေးဟာယောဂီလေးရှိပြန်လာပြီးအဲ့အတိုင်းပြောပြန်တယ်။ယောဂီလေးဟာနာရရဲ့စကားကိုကြားနေအတော့ပြောသွား။ပြီးတော့ ကောရပဲဒီတော့ဘယ်တော့လောက်ရမှမသိပဲလုံနေရတာအခုတော့အရေးအတွက်ကိုတည်ရပြီအဲ့ဒီချက်ဟာအားရှိစရာကောင်းတဲ့အချက်ပဲဆက်ပြီးခုံမယ်လို့ပြောပြီးတော့ပေါ်ပွားတွက်လက်တဲ့စိတ်နဲ့ခုံလိုက်တယ်အဲ့ဒီခါမှာပဲကောင်းငင်ပုံကြီးကကောင်းချီးပေးတဲ့အကြရရတယ်တကားဖွင့်လိုက်ပါပြီအဲ့ဒီချက်ကိုကြည့်ရင်ယောဂီအိုကြီးဟာအတော့ကို အကြောင်းချများတယ်ဘလောက်လုတ်ပြီးပြီးဘလောက်ကြံသေးလဲအဲ့လောက်အများကြီးဆိုခတ်တော့တာပဲဘာညာပေါ့အ ။ယောဂီလူငယ်လေးကတော့အကြောင်းကြားနေတဲ့အရေးအတွက်ကိုမေးမမေးတာပါ။သူ့သဘောထားကတော့မပွင့်မချင်းခုံမဲဆိုတဲ့သဘောထားမျိုးရှိပြီးဟန်တူတယ်။ အဲလိုလူမျိုးတွေကကောင်းကင်တကားဟာအစဉ်တစ်ဖြင့်ပွင့်နေပါရဲ့ဟုပြော၍ကွန်ပျူတာကြီးတီသူဤပုံမြင်ကိုအဆုံးသတ်ပြီးနောက်ခမင်းကိုဆက်၍စားနေလေ၏ကျတော့လေသူဤပုံမြင်ကိုပြန်၍စားနေမိလေ၏ထိုချိန်မှာပင်ကွန်ပျူတာကြီးကခမင်းဆားယူပြီးသွားပြီဖြစ်သောကြောင့်ဒင်းဂျင်ကိုတောက်လေ၏ထို့နောက်ကျွန်တော်၏ secret ဘူအတွင်မှ secret တလေးကိုနှာရီနှိုက်၍မင်းညှိဖွာရှိုက်ခါကျွန်တော်အနီတို့လျှောက်လာပြီးလင်းကျွန်တော်၏ကြောကုန်းကြီးကိုသူဤလက်တီကြီးဖြင့်ဘုံဝင်ထုကဟင့်မေတင်ခါ အကြောင်းကြတွေများနေရှော့ချလိုက်ရှော့ချလိုက်ကောင်းကင်တကမပွေမဲငရေတကပွင့်သွားလိမ့်။ကဲကိုသွားမယ်ဟုဆိုကလွတ်လပ်ပေါ်ပါသောခြေလမ်းများဖြင့်ကျွန်တော်၏ခြံအတွင်းမှထွက်သွားလေတော့တည်း။